မင်္ဂလာပါကချွန်ဝေးသတင်းဌာနကအပစင်တနင်္လာနေ့ကနေတောက်ကြနေသည့်ညနေခင်းတိုင်းတင်ဆက်ပေးနေတဲ့သတင်းအစီအစဉ်ဖြစ်ပါတယ်။ကျွန်မကတော့နေ့စဉ်ထူးခြားသတင်းတွေကိုတင်ဆက်သွားမယ်။သတင်းအစီအစဉ်တင်ဆက်တော်မယ့်ဆက်မယ်ဖြစ်ပါတယ်။ ားကန်းကြောင်ဝိုင်းပြခတ်မှုဖြစ်ခဲ့တဲ့အပြင်စစ်ကော်မရှင်တရင်က KIA တရင်6နံမျိုးကိုလေကြောင်းတက်ခတ်မှုနဲ့ရဆက်တိုက်ပြုလုပ်ခဲ့တဲ့တဲ့တင်ကိုတင်ဆက်ပြီးသွားမှာပါပါကက်လုံခင်းနဲ့မော်စီစာကြောင်းဝိုင်းတွေမှာမင်းညာကတနက်ပစ်ဖောက်မှုဖြစ်ပွားခဲ့တဲ့အပြင်စစ်ကော်မရှင်က KIA တရင်6ဘက်ကိုလေရင်နဲ့ဘုံကျဲရဲကြောင်းသိရပါဗျ။မင်းကညာအပိုင်းမှာလုံခင်းနဲ့မော်စီစာကြောင်းဝိုင်းတွေတဲ့ကိုအင်စီကားတစ်စီးဝင်လာပြီးတော့တနက်ပစ်ဖောက်ခဲ့တာကြောင့်ပြည်သူတွေအထိတ်တလန့်ထွက်ပြေးခဲ့ကြတယ်လို့သိရပါဗျ။ တနက်ဖောက်ပြီးဝိုင်းကွဲအောင်ဝိုင်းပြောင်းအောင်လုပ်တာမော်စီစာရောလုံခင်းရောနှစ်ခုလုံးကိုတနက်ဖောက်သွားတာလို့ဒေတာခန့်တအူးကပြောပါရတယ်။ ကချင်ပြည်နယ်ဖောက်ကန့်ဒေတာမှာလူတစ်စုဆောင်ရေးလုံနေတာကြောင့်ကြောက်စင်ရောင်းဝယ်ဖောက်ကားတဲ့အကြောင်းဝိုင်းတွေမှာညနေ6နာရီကနေည9နာရီအကျော်အထိတာလူစီကားပြီးအဲ့ဒီအချိန်တိုင်းမှာတနက်ပစ်ဖောက်သွားတာဖြစ်တဲ့အတွက်ဖယိုဖျဲပြောင်းတမင်လုတ်သွားတာဖြစ်နိုင်တယ်လို့ဆိုပါရယ်တနက်ပစ်ဖောက်ခဲ့တာဘယ်အဖွဲ့အစည်းကလုံဆောင်သွားတယ်ဆိုတာကိုတော့မသိရှိရဘူးလို့ပြောပါရယ်တနက်ပစ်ဖောက်တဲ့ဖြစ်စဉ်ဖြစ်ပွားပြီးနောက်ည9နာရီကျော်မှာပဲကချင်လက်လက်ရေးတပ် KIA တပ်မဟာကိုတိုင်းင်း6နယ်မြေကိုစစ်ကောင်မရှင်ကဝိုင်းတွဲနဲ့ဘုံအလုံးပေါင်းများစွာလာရောက်ကြေးချခဲ့တယ်လို့ ်လို့သိရပါတယ်။အော်တိုဘာ23ရက်နေ့မနက်ပိုင်းကလည်းဝိုင်းတွဲလျင်နဲ့ဘုံဒီအလုံးပေါင်း36လုံးကျဲချသွားခဲ့တာဖြစ်ပြီးစစ်ကောင်မရှင်ကဖကန့်ဒေတာတရင်ချောင်းနေမျိုးကိုပဲနေရဆက်တိုက်လေးချောင်းတိုက်ခိုင်းမှုပြုလုပ်ခဲ့တာဖြစ်ပါတယ်။ဒါအပြင်စစ်ကောင်မရှင်ကဝိုင်းမော်ဆော့လွန်နဲ့ခေါလန်ဘူးနေမျိုးတွေဘက်ကိုလည်းလေးချောင်းတိုက်ခိုင်းမှုဆက်တိုက်ပြုလုပ်နေကြောင်းသိရပါတယ်။ဒီကနေ့ရဲ့သတင်းတင်ဆက်မှုအစီအစဉ်ကိုဒီမှာပဲရနာပါရစေမိဘပြည်သူအားလုံးစိတ်ချမ်းသာကိုကြမ်းပါပြီးဘေးအန္တရာယ်ကင်းရှင်းပါစေလို့ဆုတောင်းမေတ္တာပို့သလိုက်ပါရစေ